င်းမင်္ဂလာပါ။ Ophelia Storytelling ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဟိုးရှိရှိတုန်းကဘာနတိပြည်ရဲ့အဝေးတနေရာမှာတကတိလာလို့ခေါ်တဲ့တိုင်းပြည်ကြီးတစ်ခုရှိတဲ့။အဲ့ဒီတိုင်းပြည်ကြီးမှာခုနှစ်ပြည်တော်မြင့်ကြီးမင်းသားတွေကိုပညာသင်ကြားပေးတဲ့ပမောခဆရာကြီးတွေနေထိုင်ကြတာပေါ့ကွယ်။ဘာယာနတိပြည်ရဲ့အရှိဆံမင်းသားလေးဟာလဲတကတိလာပြည်ကဒီတာပမောခကြီးစီမှာပညာသင်ကြားနေလေတဲ့။ မင်းသားလေးအပြင်အခြားတိုင်းပြည်ကမိကြီးမင်းသားတွေကလည်းဒီတာဗမောခကြီးရဲ့လက်အောက်မှာလာပြီးပညာစည်းပူးကြတဲ့။တနေ့မှာမင်းသားလေးကသူ့စာသင်ဆောင်နဲ့မလန်းမကန်းမှာအဖွားတို့တယောက်ကနှမ်းတွေကိုသကောတစ်ခုထဲမှာထည့်ပြီးနေလှမ်းနေတာကိုတွေ့လိုက်တယ်ကွယ်။စာသင်ပြီးတဲ့အခါမှာမင်းသားကအဲ့ဒီသကောတွေကနှမ်းတဆုပ်ကိုလူမသိအောင်နှိုက်စားလိုက်ပါတဲ့။နောက်တနေ့မနေ့ရောက်တဲ့အခါမှာ အဖေကအရင်နေ့ကနေရာမှာပဲနှမ်းတွေကိုနေလှမ်းထားတာကိုမင်းသားလေးကမြင်တဲ့ဒီတစ်ချိန်မှာလဲမင်းသားလေးကနှမ်းတစ်စုပ်ကို လူအလစ်မှာတိတ်တိတ်လေးယူစားလိုက်ပါတဲ့နောက်ထပ်နောက်တစ်ရက်အကြာမှာလဲအဖေရဲ့နှမ်းတွေကို အရင်လိုပဲခိုးစားပြန်ပါတဲ့ဒီလိုမင်းသားလေးယူစားတာ၃ချိန်၃ခါမြောက်တဲ့နေရောက်တဲ့အခါမှာတော့အဖေကဒီသာပေါင်းပေါင်းခါကြီးစီတွားပြီးတိုင်ပြောပါတော့တယ် ဆရာကြီးရဲ့ဆရာကြီးရဲ့တပည့်မင်းသားတစ်ပါးအဖြစ်ကျမနေလန်းထားတဲ့နှမ်းတွေကိုခွင့်မတောင်းဝဲလာလာစားတာသုံးကြိမ်တိုင်တိုင်ရှိနေပါပြီဆုံးမပေးပါအောင်ဆရာဒီတာဘမခကြီးကအဖွားကို အခုလိုတောင်းပန်လိုက်ပါတယ်။အိုးအဖွားအကျွန်ုပ်တို့ပဲဂျူးလုံမီတီအဖြစ်အတွက်လွန်စွာမှအားနာမိပါတယ်။နမ်မိုချတင်ွေကိုယခုပင် ပေးချေပြရစေ။ ဲ့ဒီအခါမှာအမေဦးကြီးကအတင်ပါမောက်ခါကြီးကျမကအသက်ပြာကိုလည်းမလိုပါကုံလွန်သွားသောနှမ်းတို့ကိုလည်းပြန်မလိုချင်ပါဆရာကြီးရဲ့တပည့်နောက်ထပ်တဖန်အခုလိုမကျူးလွန်စေရန်နောင်ကျင်အောင်ဆုံးမတာကိုသာအလိုရှိပါတယ်ဒီလိုနဲ့ဒီတာပါမောက်ခါကြီးကလည်းအမေဦးသဘောတိုင်းဖြစ်စေရပါမယ်ဟုတ်ဆိုကမင်းသားကိုနှမ်းတဲ့အမေဦးကြီးရဲ့ရှေ့မှာပဲခေါ်ဆောင်ပြီးကြောပြင်ကိုဝချမ်းများနဲ့သုံးချက်ရိုက်ခါ နောက်မလုပ်ဖို့ဆုံးမအပြစ်ပေးလိုက်တဲ့မင်းသားရှက်လဲရှက်စိတ်လဲတူသွားပြီးသူ့ဆရာဒီသာပါမောခါကြီးကသူ့ကိုလူကြားထဲမှာအရှက်ရအောင်ရိတ်နှက်ရကောင်းလားဆိုတဲ့စိတ်နဲ့အညှို့ထပါတော့တယ်ဒီဆရာကြီးကတော့တတ်တမဲ့ငါ့ကိုလူကြားထဲမှာရှက်ခွဲလိုက်တာပဲနောက်တစ်ချိန်ငါဘယင်ဖြစ်လာတဲ့အခါကျမှဒင်းကြီးစုကိုပြန်ဆက်ပေးရမှာပေါ့ကွာဒီလိုနဲ့မိညင်မင်းသားတို့တက်အပ်တဲ့ပညာရက်တွေကိုစုံငန်းတိုင်းတည်ယူပြီးလို့ သင်တန်းပြီးဆုံးသွားတဲ့အခါမှာမင်းသားကအခုလိုလျှောက်ထားတဲ့ဆရာရှင်ပေါမောက်ခကျွန်တော်ဘာယာနေတီပြီးမှမင်းဖြစ်သူရောက်တဲ့အခါကျရင်ဆရာကြီးကိုကျေးဇူးဆပ်ပါရစေလူလွတ်ပြီးအကြောင်းကြားလိုက်ပါမယ်ကြွားပြအောင်ကြွားခဲ့ပါမင်းသားကဆရာကိုရှောက်ပြီးတာနဲ့ဘာယာနတိပီကိုပြန်သွားပါတော့တယ်။မိခင်ဘာယာနတိပီကိုမင်းသားပြန်ရောက်ပြီးနှင်းနှဲငယ်ကြတဲ့အခါမှာ ထိနှံအရရာကိုဆက်ခံပြီးဘရင်ဖြစ်လာပါတော့တယ်။ဘာယာနတိပီရဲ့ဘရင်ဖြစ်လာတဲ့မင်းသားလေးကထိနှံဆက်ခံပြီးတာနဲ့ဒီတာပမောက်ခကြီးစီကိုဘောရင်တစည်းနဲ့အတူလက်ဆောင်ပနာတွေအများကြီးကိုတင်ပြီးဖိတ်ခေါ်စေတဲ့။မင်းသားရဲ့အကြံကိုသိပြီးသားဖြစ်တဲ့ဒီတာပမောက်ခကြီးကဒီလိုတွေးလိုက်ပါတယ်။ဒီမင်းသားလေးကအသက်အရွယ်အပြည့်အလုံးငယ်သေးတယ်။ငါရဲ့ဆုံးမစကားကို နားဝင်နိုင်အောင်မှမဟုတ်ဘူးဟွန်းငါမတော်တင်သေးဘူးဒီလိုနဲ့မင်းသားအခေါ်ဆေးလွတ်လိုက်တဲ့ဝေါ်ရင်ကိုစောင့်ဆိုင်းစီပြီးချက်ချင်းမလိုက်သွားသေးပဲနေလိုက်ပါရဲ့မင်းသားတစ်ဖြစ်လဲဘာယာနတိမင်းအသက်90ကျော်အရွယ်လောက်ရောက်တဲ့အခါကျမှဒီတာဘာမောခါကြီးကဒီအချိန်လောက်ဆိုရင်မင်းကြီးလဲငါရဲ့ဆုံးမစကားကိုမှတ်သားနိုင်ယူနိုင်လောက်ပြီမင်းကြီးကို ဆုံးမဖို့အချိန်တန်ပြီ။ဟုတ်၊ကြံစည်တရိယာကမင်းကြီးစီကိုကြွလာခဲ့ပါတော့တယ်။ဆရာဗမောက်ခကြီးကနန်းတော်ကိုကြွလာကြောင်းသိလိုက်တာနဲ့ဆရာကိုရှေ့သို့ချက်ချင်းအခါစားဝင်စီပြီးမင်းကြီးကဆရာကိုမြင်လိုက်တဲ့အခါမှာအတိတ်ကိုတရိယာကအမျက်ထွက်ပြီးအခုလိုပြောလိုက်ပါတယ်။ဆရာကြီးခမရအရှင်တစ်ချိန်တို့မင်းသားဖြစ်ခဲ့စရာနန်းတော်စုပ်တော်နဲ့ တော်ပြန်ကိုချမ်းနဲ့တုံးချရိုက်ခဲ့ပူတော်မှတ်မိရဲ့လားတည်ရဲ့ဒါနဲ့အခုဒီကိုမကြောက်မဝွန်နဲ့ရောက်လာတာပါလားအသက်ရှင်ရှင်မနေချင်ဘူးနဲ့တူတယ်မင်းကြီးရဲ့ချင်းချောက်တံကိုနားထောင်ပြီးဒီတာဗမောက်ခကြီးကတည်ငြိမ်စွာနဲ့ပြန်ပြောလိုက်ပါတယ်အရှင်မင်းကြီးထိုးစင်ချင်းဝဲကျွန်ုပ်ဒီဇေယျဖြစ်၍အရှင်မင်းကြီးဒီကျွန်ုပ်ဤတပည့်ဖြစ်သည်တပည့်ဖြစ်သူဟာ မာရင်တော်လို့ရကိုလုတ်ခဲ့မိရင်ဒါမြေပယ်ပင်ရမှာကဇေယျရုပ်ရဲ့ဝတရားဖြစ်ပါပေတယ်။ထိုဒါမြေချင်းသည်သုံးမချင်းဖြစ်ပေတယ်။ရှံပြူချင်းမဟုတ်ပါ။အတိတ်ချင်းကအတင်မင်းကြီးကိုကျွန်တော်မဆုံးမမိခဲ့ရင်နှမ်းတဆုံနဲ့တာချက်တန်သွားမှာမဟုတ်ပဲနှမ်းနဲ့ပြုတ်လုတဲ့မုတ်တွေကစပြီးတတိကြီးငယ်တွေကိုခိုးတာအိမ်တွေကိုဖောက်ထင်းတာဒီကနေ ခြေသွားတွေကိုလူရက်သားတပုံထတာမျိုးတွေဖြစ်လာနိုင်ပါတယ်ဒီလိုတွေသာဖြစ်လာခဲ့ရင်ရှင်ဘရင်ဖြစ်ဖို့ထားပါဦးမင်းဖြစ်မေးတန်ကြပြီးတေးကြီးဖြစ်စီချင်းကိုရောက်ရပါလိမ့်မယ်ကျွန်တော်ယခုလိုဆုံးမပဲ့ပင်ခဲ့ခြင်းကြောင့်သာမင်းစီစဉ်ကိုရခဲ့တာဖြစ်ပါတယ်မင်းကြီးဒီသာဘာမောခကြီးရဲ့စကားကိုအမတ်ကြီးတွေကလည်းထောက်ခံပြီးဘာမောခကြီးစကားမှန်ကန်ကြောင်းဝိုင်းပြီးရှောက်တင်ကြပါတဲ့အဲ့တော့မှမင်းကြီးလည်း အမျက်ရည်ညူပြေးပြီးဆရာရဲ့ကျေးဇူးကိုအောင်မိက။အိုးဆရာရှင်ပေါမောခကျွန်တော်မှားမှန်းသိပါပြီ။ဆရာကျေးဇူးကြောင့်လားဒီလိုမျိုးမင်းစီစဉ်ကိုရခဲ့တဲ့ပြင်အခုတစ်ခါမှလည်းဆရာတော်တင်ဆုံးမမှုကြောင့်အမှန်ကိုမြင်ခဲ့ပါပြီ။ကျွန်တော်ပေါ်ဆရာကျေးဇူးရဲ့လွန်ချီးပြီဆိုပါတော့ကဆရာရှင်ပေါမောခဆရာအလုံးစုံသောမင်းစီစဉ်ကိုပေးပါ යි ။ ဂျီတာပမောက္ခဆရာကြီးကလည်းမြတ်တော်မင်းကြီးကျွန်ုပ်ကမင်းအဖြစ်ကိုအလိုမရှိပါကျွန်ုပ်ဤဂျေဇူးကိုဆက်ချင်းလင်းတိုင်းသူပြည်သားတွေကိုမိမိဤသားသမီးချင်းကဲ့သို့ချစ်ခင်ပြီးမင်းကောင်းမင်းမြတ်အဖြစ်နဲ့အုပ်ချုပ်တော်မူပါမင်းစည်းစိမ်ကိုညင်းပယ်လေတော့ဒီသာပေါမောက်ခကြီးကိုမင်းကြီးကအလွန်မှကြီးညိုသွားပါတော့တယ်။ပေါမောက်ခဆရာကြီးရဲ့မိသားစုကိုပါ ဘာနတိပြည်ကိုခေါ်ယူစေပြီးဘရင်ရဲ့ဆရာအဖြစ်ရာထူးနဲ့တကွစီးစိမ်ဥစ္စာများစွာကိုပေးရချင်းမြင်ပါတော့တယ်။ဒီတာပေါမောခကြီးရဲ့လမ်းညွှန်မှုနဲ့အတူတိုင်းသူပြည်သားများကိုကျင်နာစွာအုပ်ချုပ်တဲ့မင်းကြီးကဘာနတိတိုင်းသူပြည်သားတွေရဲ့ချစ်မြတ်နိုးရတဲ့မင်းကောင်းမင်းမြတ်တစ်ပါးဖြစ်လာပါတော့တယ်ကွယ်။ပုံမြင်လေးကတော့ဒါပါပဲကွယ်။